မော်စီတုံးအခုခေတ်မှာပြန်လဲပေါ်လာမယ်ဆိုရင်ဘယ်လိုဖြစ်မလဲမော်စီတုံးပြန်လာမယ်ဆိုရင်တရုတ်နိုင်ငံအမှုဆောင်ဥက္ကဋ္ဌဖြစ်သူရှီကျင်းပင်ကအမြန်ဆုံးအာဏာလုံးဝလွှဲပေးမယ်ဆိုတာမဖြစ်မနေပါအာဏာကိုလက်ထဲယူပြီးချိန်မှာမော်စီတုံးကအချိန်ဆွဲမနေပဲချက်ချင်းတက်နေတော့ကိုပြန်လဲစတင်ပြီးညွှန်ကြားမှုအခိုင်အမာစီရေးမဟာဗျူဟာတရက်ကိုတည်ဆောက်မယ်သူရဲ့ပထမဆုံးလှုပ်ရှားမှုကအိန္ဒိယနယ်စပ်မှာတင်းမာမှုကိုတိုးချဲ့ဖို့ဖြစ်ပြီးဒါကြောင့်အမေရိကန်ကသူ့မိဖက်အိန္ဒိယကိုကူညီရန်အာရုံစိုက်စီရန်ဖြစ်သည် ဒါပေမဲ့တကယ်အဖြစ်မော်စီတုံးရဲ့တကယ်ပြစ်မှတ်ကတိုင်ဝမ်ပဲဖြစ်မယ်တိုင်ဝမ်ကိုတိုက်ခိုက်ရေးအမြန်စတင်ပြီးတရုတ်ကကျွန်းကိုသိမ်းဆီးမယ်ဒါကြောင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအထူးသဖြင့်အမေရိကန်တဲကြီးမားစွာထိခိုက်မည်သို့သောမော်စီတုံးကအဲ့ဒီအချိန်မှာတဆင့်ပြင်ဆင်ပြီးသားဖြစ်သည်သူကဂျပန်ကိုမျက်မှောက်တိုက်ခိုက်မှုတရက်စတင်မယ်ဂျပန်ဟာအဲ့ဒီတိုက်ခိုက်မှုအတွက်အဆင်သင့်မဖြစ်သေးတာကြောင့်မြန်မြန်ဆန်ဆန်ကြဆုံးသွားမယ် ဒီအချိန်မှာတရုတ်ရဲ့လှုပ်ရှားမှုကြောင့်အားတက်နေတဲ့မြောက်ကိုရီးယားကလည်းအခွင့်အရေးကိုအကောင့်ထဲပို့ပြီးတောင်ကိုရီးယားကိုတိုက်ခိုက်မယ်အဲ့ဒီနည်းနဲ့ကိုရီးယားကျွန်းဆွယ်အပြည့်အစုံကိုကွန်မြူနီအုပ်ချုပ်မှုအောက်ထဲထည့်သွားမယ်အရှိအာရှကိုလုံးဝထိန်းချုပ်ပြီးနောက်မော်စီတုံးရဲ့အဆုံးဆုံးမဟာစိတ်ကူးကြီးကထင်ရှားလာမယ်အမေရိကန်နိုင်ငံနဲ့အဆုံးဖြတ်စစ်ပွဲကြီးတစ်ခုဖြစ်မယ်တကယ်အကြီးအကျယ်တိုက်ပွဲဖြစ်ထွက်ပေါ်လာမယ်ဆိုရင်မော်စီတုံးအနိုင်ရနိုင်မလား